နမင်းအရှင်ကျမဆင်းနေပြီမနေ့တော့ဆိုရင် စာဖတ်ခြင်းအစဉ်နဲ့ဖြစ်အောင်ပေါ့လေ့ကျင့်ပေးရမယ့်အကြောင်းအရာလေးတွေကိုဆင်းနေပြီးသွားတယ်ပုံမြင်လေးတွေပြောပြမယ်အဲ့ပုံမြင်ထဲမှာရှိတဲ့စာအုပ်ကလေးတွေကိုပေါ့နော်စာအုပ်တွေကိုလည်းသူတို့ထိတွေ့ခွင့်ပေးရမယ် အဲဘောနာဝီကြတော့သူတို့နားလေးမှာစာရွက်တွေမကာတွေခဲတံတွေကိုအနားမှာထားပေးထားမယ်သူတို့ဆွဲခြင်းနဲ့ပုံလေးတွေကိုသူတို့ကိုယ်တိုင်စိတ်ကြိုက်ဆွဲခွင့်ပေးရမယ်အဲ့လိုဆွဲခွင့်ပေးခြင်းအပြင်စာရေးခြင်းအတွက်ပေါ့နော်ဒါဒီကလက်ကလေးတွေကသူတို့တာရင်နိုင်အောင်လက်ကမှာရှိရဲ့ကြွတ်သားငယ်ကြွတ်သားကြီးကြွတ်သားငယ်တွေကတန်မာလာစေမှာဖြစ်ပါရဲ့ရှင်အဲ့ဒီမှာလည်းပဲစာဖတ်ခြင်းတွေဆင်းသင့်ဖြစ်အောင်ပုံမြင်တွေကို အဲဖက်အတန်းထွက်ပြီးဖက်ပြစေရမယ်ဖက်ပြရင်းနဲ့သူတို့တွေကို ပြန်ပြီးတော့မေခွန်းလေးတွေမေးရမယ်နောက်တစ်ခါမေးရင်းနဲ့ပဲသူတို့ရဲ့ထင်မြင်ချက်ကလေးတွေအဲကိုယ်ဆိုရင်တော့ဘယ်လိုလှုပ်ဆောင်မလို့ဆိုတာလေးတွေပေါ့နော်ဒါမျိုးလေးတွေကိုစိတ်ကူးညံ့လေးတွေကိုမျိုးလာဟုတ်ပေါ့နော်မေခွန်းမေးခြင်းပေါ့အဲပြောဆိုပေးခြင်းအဖြစ်ပေါ့နော်သူတို့တွေရဲ့ဒီဆက်ဖက်ခြင်းပေါ့အစင်းင်းဖြစ်အောင်အတန်ပိုင်းဆိုင်ရာတွေကိုလေ့ကျင့်ပေးကြမှာလည်းဖြစ်ပါတယ်အဲ့လိုမျိုးလေ့ကျင့်ပေးရင်းနဲ့ ပုံမြင်တွေကိုဖတ်ခိုင်းမယ်သူတို့ကိုလည်းပုံမြင်တူလေးတွေပြောပြမယ်နောက်ပြီးတော့ကျွန်တော်တို့ကာယံတူတာလေးတွေပေါ့နော် rhyme နေ illustration နေဒါမျိုးပါတဲ့စာအုပ်ကလေးတွေကိုမြန်မြန်ဖတ်ပြရမယ်ပို့ပြီးတော့ကလေးတွေကလည်းစိတ်ဝင်စားစရာလည်းဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ပေါ့ကိုကိုရိုင်ရလည်းသူတို့နဲ့အနီးကပ်ပေါ့နော်လိုအပ်ချက်ဒီကူညီလမ်းညွှန်မှုတွေလည်းလုပ်ရမယ်ကူညီထောက်ပံ့မှုတွေလည်းလုပ်ရမယ်အဲဒီလိုမျိုးရင်းနဲ့ကလေးတွေဟာစာအုပ်တွေနဲ့မွေးလျော်လာလေ့ကျင့်ပေးကြမှာ ာဖြစ်ပါတယ်ရှင်။အဲ့တော့ကျမတို့အစောပိုင်းစတက်မြတ်မှုဆိုင်ရာကျွမ်းကျင်မှုတွေအားလေး literacy skill တွေ emergent literacy skill တွေပေါ့နော်ဒါမျိုးအတူတူပါပဲ။အဲဒါဆိုရင်ကျမတို့အားလေး literacy skill တွေရရှိလာအောင်သူတို့ကိုပေါ့နော်စာဖတ်ခြင်းကိုနှစ်သက်လာအောင် လေ့ကျင့်ပေးကြရမယ်။အဲ့ဒီမှာလည်းပဲသူတို့နှစ်သက်တဲ့ကြပြားလေးတွေကိုစူပေးရမယ်။အဲပြောပြဖတ်ပြပေးရမယ်။ဒါကြောင့်မို့လို့စာအုပ်တွေကိုဟိုလက်စာအုပ်တွေနဲ့မွေးလျော်အောင်စာအုပ်တွေကိုသူ့ကလေးရဲ့အနားမှာအများကြီးထားပေးရမယ်။အဲ့လိုထားပေးစေခြင်းအပြင်သူစာအုပ်ပေါ်မှာစိတ်ဝင်စားမှုတွေပို့ပြီးအားကောင်းလာစေပြီးရောပေါ့နော်။စာအုပ်ဟာသူတို့နဲ့ တဲ့ယင်းဒီကျွမ်းဝင်လာမယ်ဒါမှကလေးကစားပေးကိုချစ်မြတ်နိုးတဲ့တဲ့အလေးထားလေးတွေဖြစ်လာအောင်ကျွန်တော်တို့အဓိကဒီအစောအစောပိုင်းစာတမ်းမြတ်မှုဆိုင်ရာကျွမ်းကျင်မှုတွေအားလေး literacy skills တဲ့ကအားလေး literacy state တဲ့အဟောပဲအဓိကစာအုပ်တွေကိုသူတို့ကိုပေးကင်စေရမယ်ပေးဖတ်စေရမယ်လူကြီးမိမိဘလောက်တဲ့သူနဲ့ကလေးနဲ့အတူတူစာဖတ်မယ် ဆက်ဖတ်တဲ့အခါမှာလက်ကလေးတွေနဲ့ထောက်ပြပြီးတော့ဆက်ဖတ်စီခြင်းဒါဟာစာအုပ်ဘလို့ဖတ်ရတယ်ဆိုတာကိုသူ့ကိုတင်ပေးလိုက်ခြင်းလည်းဖြစ်တယ်။ကလေးရလည်းပဲလူကြီးမိဘကဖတ်ပြတဲ့ပုံစံတိုင်းသူကလည်းလိုက်ပြီးတော့အတန်ထွက်မှာပါ။စာမရေးတဲ့ခင်ဒီစလုံးတွေကိုမပေါင်းတဲ့ခင်ကလေးကဒီအတန်တွေကိုမှတ်မိပြီးတော့သူကိုယ်တိုင်ဒီကပုံမြုံနဲ့စလုံးတွေကိုထောက်ပြီးတော့ဖတ်တတ်တဲ့အလေးထားလေးတွေဖြစ်အောင်ဒီလိုမျိုးပေါ့နော်။ကျွန်တော်တို့ဒီဒီလိုမျိုးခြေနေကလေးကအစောပိုင်းကလေးက ဖွံ့ဖြိုးမှုတွေရရှိအောင်လေ့ကျင့်ပေးကြရမယ်။သူတို့ကြိုက်နှစ်သက်တဲ့ကြပါလေးတွေဒီထဲမှာဆိုရင်ကျွန်မနမူနာပေးထားတာ Twinkle Twinkle Little Star တားနားထောင်ခြင်းတာအဲ့ဒါလေးကိုသူတို့ကိုကောင်းကင်လေးပေါ်မှာပြပြီးတော့ပေါ့နော်။အဲသူတို့ကိုစူပြမယ်ဆိုရင်ရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။အဲ့လိုပဲ rain rain go away ပေါ့နော်ဒါမျိုးကြပါလေးတွေပေါ့နော်။ရှိတယ်။အဲကြည့်ကြည့်မဲ့တကောင်နဲ့လို့ဒါမျိုးလေးတွေပေါ့နော်သူတို့တွေကို သူတို့ရဲ့အတန်အတွက်ပိုင်းဆိုင်ရာတွေကိုမှန်မှန်ကန်ကန်ဖွင့်ပြလာအောင်အဲသူလှုပ်ရှားမှုတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေနောက်တစ်ခါထိတွေ့ကြိုင်တွေ့ခွင့်ပေးခြင်းနေနေပေါ့နော် ကျွားတို့ကလေးတွေကိုစပ်ဖတ်ခြင်းကိုနှစ်သက်ပြီးတော့စပ်ဖတ်နိုင်တဲ့စွမ်းရည်တွေကိုဟိုအားကောင်းကောင်းနဲ့ဖွင့်ပြလာအောင်ကျွားတို့စာတမ်းများမှုဆိုင်ရာတွေအစောပိုင်းကလေးကကျွမ်းကျင်မှုတွေရှိအောင်အားလေး literacy skill တွေ ဖွင့်ပြအောင် လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလေရှင် အဲ့ဒီမှာဆိုလို့ရှိရင်စာဖတ်ခြင်းကိုနှစ်သက်ခြင်းအရေးကြီးတယ်စာဖတ်တက်တဲ့အလေးထားတွေစာဖတ်ထားကိုမွေးလျော်မှဟိုဒီကပေါ့နော်ကျွန်တော်တို့ပြတင်းတကားတွေကိုကျွန်တော်တို့ရဲ့ပြတင်းတကားတွေကိုဖွင့်ထားရကြမှာစာဖတ်ခြင်းကိုမှမမွေးလျော်တော့ဘူးဆိုရင် ပြတင်းတကားတွေကိုပိတ်ထားရကြတယ်ဒါဆိုရင်ထိုးတက်ဖို့ တည်နာလေဖို့ဆိုတာတွေကခက်ခဲသွားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုစာဖတ်ခြင်းကိုမွေးလျော်တဲ့သူတွေဖြစ်အောင်လေ့ကျင့်ပေးကြရမယ်။အဲ့လိုမျိုးစာဖတ်ခြင်းကိုနှစ်သက်ပြီးတော့မွေးလျော်တဲ့သူတွေဖြစ်အောင်အတန်ထွက်ပြီးတော့စာတွေကိုအတန်ထွက်ပြီးဖတ်စေခြင်းဟာလေပထမခြေလှမ်းဖြစ်ပါတယ်တဲ့။ဒါကြောင့်ဒီမှာရှေ့ပိုင်းမှာစနစ်ထဲမှာပါတယ်ကျမတို့ပုံမြင်တွေကို အတန်ထွက်ပြီးတော့ပြောပြရမယ်အတန်ထွက်ပြီးတော့ဖတ်ပြရမယ်စကားလုံးတွေဟိုဒါကြောင့်ဒီလိုမျိုးဖတ်ပြစေခြင်းဟာကျွန်တော်တို့စာဝအတန်ထွက်ဖတ်စေခြင်းရဲ့ပထမအခြေလမ်းမှာဒါကြောင့်ဒီလိုမျိုးလှုပ်ဆောင်ခြင်းဟာတို့တွေဟိုပေါ့နော်ဟို လွယ်လွယ်ကူကူနဲ့မြဲမြဲဆန်ဆန်ဖတ်တတ်တဲ့လေးထားလေးတွေရလာမယ်ဒီလိုမျိုးတော့ဆိုဒီလိုမျိုးပေါ့နော်စာအုပ်အတန်ထွက်ဖတ်ပြစီခြင်းอ่ะပေါ့နော်သူတို့ကလွယ်လွယ်ကူကူဖတ်တတ်လာမယ်ဒါမြဲမြဲဆန်ဆန်ဖတ်တတ်လာမယ်အဲနောက်တစ်ခါ motivate your child to learn and reach အဲသူရဲ့လှုပ်ရှားမှုတွေနဲ့ တို့ကိုဖတ်ပြစေခြင်းအပြင်တို့တွေရဲ့တင်ယူမှုနဲ့ဖတ်ရှုမှုတွေကလည်းပို့ပြီးတော့ဒါအကောင်းလာစေမယ်အဲ့ဒီခါမှာတဖြည်းဖြည်းနဲ့ပေါ့နော်ကျမတို့စာဖတ်တတ်တဲ့စွမ်းရည်တွေဟာရှေ့ပိုင်းမှာကျမဆွေးနွေးသားသလိုပဲပေါ့နော် phonological phonemics awareness တွေရှိရမယ် phonemics awareness တွေရှိလာပြီဆိုရင် phonics တွေကိုသိလာမယ် phonics တွေကိုသိရင် vocabulary တွေကျေဝလာမယ် vocabulary တွေကျေဝလာပြီးတော့သူ fluency ဖြည်းဖြည်းချင်းချင်းပေါ့နော်ဒါကိုသူကျဉ်းကျဉ်းချင်းချင်းဖတ်တတ်လာမယ်အဲ့ဒီအမှတ်တစင်ပြောတတ်လာမယ်အဲ့ဒီအမှတ်တစင် comprehensive comprehension ဆိုရဲပေါ့နော်တကယ်ကိုနားလည်တတ်ကျမ်းတဲ့အဆင့်ပေါ့နော်ဝေဖန်သုံးသပ်နိုင်တဲ့အဆင့်တိကိုရောက်လာမယ်အဓိက comprehension ဆိုတဲ့အဆင့်တိရအောင် တဖြည်းဖြည်းနဲ့ပေါ့ဒီလိုမျိုးတာအတန်ထွက်ကိုစာဖတ်စေခြင်းနဲ့အတန်ထွက်ပြီးတော့စာတွေကိုဖတ်ပြစေခြင်းဟာကျမတို့ရဲ့ကလေးတွေကိုပေါ့နော်အဲစကလုံးတွေကျွဲဝလာမယ်နားလည်မှုတွေစိတ်ဝေဖန်နိုင်မှုတွေအဲပေါ့နော်တို့ရဲ့တိကျမှုတွေကိုဒါတဖြည်းဖြည်းနဲ့ဖွံ့ဖြိုးလာတဲ့ဒါမျိုးတွေဖွံ့ဖြိုးအောင်ဘယ်တိဆောက်ပေးရလဲကြားပါတယ်ထာကြောင့်ကလေးတွေကိုအတန်ထွက်ပြီးတော့စာဖတ်ပြရမယ်။စာဖတ်ခြင်းကိုနှစ်သက်လောက်လေ့ကျင့်ပေးကြရမှာဖြစ်ပါလေရှင်။စာဖတ်ခြင်းကိုလည်းတို့နှစ်သက်ရမယ်။နှစ်သက်အောင်လည်း စလုံးတွေကိုစာတွေကိုအတန်ထွက်ပြီးတော့ဖတ်ပြစီရမှာဖြစ်ပါတယ်အဲ့တော့ကြတော့ကျမတို့အစာကောင်းမှုလိုပါရတဲ့ရှင်။ဒါကြောင့် early literacy stage အရေးကြီးတယ်။ early literacy skill တွေရရှိလာအောင်လေ့ကျင့်ပေးကြရမယ်လို့ကျမဆွေးနွေးပေးရခြင်းလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်အစာကောင်းမှုအရေးကြီးပါတယ်ရှင်။အစာကောင်းပါစေတဲ့။ဒါဆိုရင်အစာကောင်းမှုအတွက် routine နေ့စဉ်လှုပ်ဆောင်ပေးရမယ်။အဲ reading aloud ကလေးတွေကိုပေါ့နော်အတန်ထွက်ပြီးတော့အတန်ကျကျနဲ့စဖက်စီခြင်းတွေကိုနေ့စဉ်လှူဆောင်ပေးရမယ်။အဲ့ဒီကဟာလေကျွန်တော်တို့တွေတော့အချိန် ဟဲ15မိနစ်မင်း20တန်နာရီနာရီဝက်ကြီးအဲ့လိုမျိုးကြီးထိမဟုတ်ဘူးကလေးနဲ့လေကလေးက5မိနစ်လောက်ပဲသူလည်း5မိနစ်လောက်ကလေးပဲ2မိနစ်3မိနစ်ဒီလောက်ကလေးနဲ့ကိုပဲကလေးရတော့3နှစ်6နှစ်ကလေးဆိုအများကြီးလက်မခံနိုင်သေးဘူးသူလည်းခံနိုင်တဲ့10မိနစ်2မိနစ်စာလေးတွေပေါ့နော်ဒါမျိုးလေးတွေကိုနှိမ့်စင်အတန်ထွက်ပြီးတော့ဖတ်ပြရမယ်ဖတ်ပါများတော့တို့တွေနာယူဝသွားစီမှာဖြစ်ပါတယ်အတန်ထွက်ပြီးဖတ်ပြရမယ်နှိမ့်စင်လို့ရမှာဖြစ်ပါတယ်ရှင်ရိုဒင်းအရေးကြီးပါတယ်ရှင်နောက်တစ်ခု make sure you have lot of book around the house သူအိမ်မှာအိမ်မှာပေါ့နော်ကလေးနေတဲ့အိမ်မှာစာအုပ်တွေအများကြီးရှိနေဖို့လိုတယ်ဒါမှကလေးကစာအုပ်ကိုလေးစားမြင်လို့ပြီးစာပေနဲ့သူထိတွေ့ခွင့်ပေးမှတကယ်ကိုသူတို့တွေအဲပေါ့နော်ဒီ pre school တွေကိုသွားတဲ့အခါမှာအဲကျွန်တော်တို့ပေါ့နော် formal school တွေကိုသွားတဲ့အခါမှာစာကြည့်ပါလို့ပြောကြရမလို့ပဲနဲ့သူကိုယ်တိုင်စာကြည့်တဲ့လေးစာလေးတွေရရှိလာစေမှာဖြစ်တယ်။အဲ့လိုရရှိအောင်ကျွန်တော်တို့ဒီမှာအစကလေးဟာပေါ့နေကျင်ပေးခဲ့ကြရမှာဖြစ်ပါရဲ့။အဲ့လိုနဲ့ပေါ့နော်ကလေးတွေဟာသူတို့တွေမှာအဓိကအတွေ့အကြုံတွေ experience တွေအများကြီးရလာမယ်။ဒါဆိုရင်သူ စကလုံးတွေဒီအတန်တွေအတွက်ပြီးတော့သူတို့ကို ပြောပြစီဖတ်ပြစီခြင်းအပြင် စကလုံးတွေနဲ့အကြောင်းတွေကိုပေါ့နော် စကလုံး ံးတွေဟာသူတို့အတွက်တကယ်ကိုအတွေ့အကြုံတွေအများကြီးရရှိလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ letter တွေဟိုသူတို့ကိုအတွက်အတွေ့အကြုံအများကြီးပေးဖို့လိုပါတယ်။ဒါကြောင့်တဖြည်းဖြည်းနဲ့ကလေးဟာအဓိကလူမျိုးပေါ့နော်အတန်တွေထွက်ဖက်ရတာတွေပြောရတာတွေကိုသူတို့တွေဟာဘာလို့ပျော်ရွှင်လာမယ်ဒီလူအတန်တွေနဲ့စကလုံးတွေနဲ့အတန်တွေနဲ့ဆက်ဆက်မှုတွေကိုသူတို့ဟာတကယ်ကိုနှစ်နှစ်တက်တက်နဲ့ ပေါ့နော်လက်ခံလာမယ်ဒီလိုမျိုးလက်ဖြစ်လာအောင်ပေါ့နော်ကျမတို့အစကတည်းကကိုပဲနေ့စဉ်သူတို့ကိုအတန်ထွက်ပြီးတော့စာဖတ်ပြရမယ်ကလေးရဲ့နားမှာစာအုပ်တွေထားပေးရမယ်ပြီးတော့နောက်တစ်ခါအဲ့လိုမျိုးတွေထားပေးပြီဆိုရင်ကလေးတွေကိုလေ့ကျင့်ပေးမှုတွေလည်းကောင်းလာပြီဆိုရင်သူတို့မှာအတွေ့အကြုံတွေပေါ့နော်စကားလုံးတွေရဲ့အတွေ့အကြုံတွေကိုလည်းအများများပေးရမယ်အဲ့လိုမျိုးပေးလို့ရှိရင်နောက်တစ်ခါသူတို့ပျော်ရွှင်စရာကောင်းတဲ့နှစ်သက်တဲ့ပေါ့နော်အတန်နေတဲ့စကားလုံးတွေနဲ့ ဟိုသူတို့တွေလက်တွေ့လုံဆောင်လို့ရအောင်လေ့ကျင့်ပေးကြရမယ်ချိတ်ဆက်ပေးရမယ်ပေါ့နော်ဆက်ဆက်ပြီးတော့သူတို့ကိုလေ့ကျင့်ပေးစီရင်လုပ်ရမယ်ကျွန်မရှေ့ပိုင်းမှာလည်းပဲအဲသူနေပေးသွားတာပါရဲ့ကလေးတွေကိုပေါ့နော်အမျိုးမျိုးနဲ့အဲ what all တွေ what family တွေ what's up တွေအဲဒါမျိုးတွေနဲ့လေ့ကျင့်ပေးရကလေးကပျော်တယ်လေ ပြေလွာပြီးတော့အဲကွယ်ဒီကျွန်တော်တို့အာယု၅ပါးကိုအသုံးပြုပြီးတော့ဒီစကလုံးနေနဲ့အတန်နေနဲ့အတူတူပေါ့လို့တွဲချိတ်ဆက်မှုတွေကိုတို့တွေဟာလေ့ကျင့်ရတာဖြစ်တဲ့အတွက်ပြေပြေရွှင်ရွှင်နဲ့မှတ်မိစေမယ်ဒါဆိုရင်အာယု၅ပါးကိုအသုံးပြုပြီးတော့မှတ်မိရတာဖြစ်တဲ့အတွက်ပို့ပြီးတော့အမှတ်ညာအောက်ကိုလည်းကောင်းစေတာဖြစ်ပါတယ်။ဒါကြောင့် ကျမတို့ရဲ့ကလေးတွေကိုဒီလိုမျိုးပေါ့နော်အစဒီ pre literacy skill တွေဖွံ့ဖြိုးလာအောင်ဒီအတန်ထွက်ပြီးရောဆက်ဖက်ချင်းရလဲဒါအခြေခံကြတဲ့ ်အဲဆောင်ရွက်ရမယ်ပထမခြေလှမ်းဖြစ်တယ်ဒီခြေလှမ်းလှမ်းလိုက်ခြင်းအဖြစ်ကလေးတွေမှာသူတို့တွေရဲ့ကျွမ်းကျင်ရမယ်တက်မြောက်ရမယ်အတန်နဲ့ဆက်လုံးတွေရဲ့ချိတ်ဆက်မှုတွေကိုသူတို့တွေဒါကျွမ်းကျင်ကျင်ကျင်နဲ့တဖြည်းဖြည်းပေါ့နော်ကျွမ်းကျင်တဲ့အဆင့်ကိုရရှိလာမယ်မှတ်မိလာစေမယ်အဲဒါမျိုးအင်းနေပေါ့နောက်တကအစကလေးရအောင်ပဲအစကောင်းရမယ်ဆိုတာကြောင့်လည်းနေ့စဉ်ကိုဒီလိုမျိုးအတန်ထွက်ပြီးစဖက်ပြတာတွေပုံမြင်တွေပြောပြစေတာတွေလှူဆောင်ရမယ်အဲ့လိုလှူဆောင်ရင်းနဲ့ ကလေးရဲ့နားမှာလဲစာအုပ်တွေကိုစာအုပ်တွေများများထားပေးရမယ်ထားပေးရင်းနဲ့ပေါ့နော်သူတို့တွေကဒီကအတွေ့အကြုံတွေများများပေးရမယ်အတွေ့အကြုံတွေများများပေးရင်းနဲ့ပေါ့သူတို့တွေကဒီဟိုတလက်စာလဲပေါ့နော်သူတို့တွေပြောရှင်စေမဲ့ကစားနီးလေးတွေနဲ့အတန်နဲ့ဒီကသကလုံးနေရဲ့ပေါ့နော်လက်တာတွေရဲ့ချိတ်ဆက်နေရလေးတွေကိုလေ့ကျင့်ပေးစီခြင်းအဖြစ်ပေါ့နော် ကျမတို့ဇာတ်တက်မြောက်မှုတွေဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးရင်းနဲ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်